လေးရှားနိုင်ငံရဲ့ဝန်ထဲကြီးကွယ်ပွဲရရတိုင်းမှုတွေတွေကတခုဖြစ်ပါတယ် UPSI လို့ခေါ်တဲ့ University Panatican Sultan Idri ပေရာပီနယ်ထဲမှာရှိတဲ့တက္ကသိုလ်ကျောင်းကားတစ်စီးဟာနောက်ကလော်ရီယိုကျော်တက်ရင်နဲ့ break ပေါက်ပြီးတော့အခုလိုတိတ်မောက်သွားခဲ့တာဖြစ်ပါတယ်အထက်မှာပါလာတဲ့ကျောင်းသားတွေအားလုံးပေါင်းအယောက်40ကျော်လို့သိရပါတယ်အဲ့ထဲမှာမှကျောင်းသား15ယောက်ကတည်ဆုံသွားပါတယ်ဒါကတော့ နောက်ကရိုက်ထားတဲ့ကားရဲ့ကင်မရာနေပြန်တွေးရတာဖြစ်ပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့လူတွေကိုအင်တာဗျူးကြည့်တဲ့အခါသူတို့တငယ်ချင်းတွေတည်ဆုံသွားတဲ့လူတွေအတွက်ဝမ်းနေပြီးတော့ကားကအက်ဆီဒန့်ဖြစ်တဲ့အချိန်မှာ brake ပေါက်နေတယ်လို့လည်းသိရပါတယ်။ရှေ့ကကားကိုကြော်တက်ပြီးတော့ကိုလန်းကိုကိုပြန်ယူတဲ့အချိန်မှာ brake မနိုင်ဘဲနဲ့ brake ပေါက်ပြီးတော့ကားလဲကျပြီးတော့အက်ဆီဒန့်ဖြစ်သွားတာဖြစ်ပါတယ်။ကားထဲမှာပါတဲ့ចောင်းသားတွေကတချို့ကတော့အသက်ရှင်ပြီးတော့ ကျောင်းသားကျောင်းသူ15ယောက်ကတော့တည်ဆုံသွားခဲ့ပါတယ်။ဒီဖြစ်ပျက်လေးကမလေးရှားနိုင်ငံမှာအရန်ကြီးကွေးပဲကောင်းတဲ့အဖြစ်ပျက်ထဲကတခုလို့ပြောရမှာဖြစ်ပါတယ်။အနာဂတ်ကျေပွင့်လူငယ်လေးတွေနေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားတဲ့အတွက်တနိုင်ငံလုံးအတိုင်းအတာနဲ့ဝမ်းနဲ့ကြည်ကွေးနေကြရပါတယ်။